ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီခုပြထားတဲ့ကက်ကလေးပေါ့နော်ကျွန်တော်ရဲ့ formula အခွေလေးကိုယူထားတဲ့မိတ်ဆွေများပေါ့နော်ဒီနေ့မနက်ပိုင်းမှာ၅၅ထွက်တဲ့အတွက်ကြောင့်အကွက်တော့အောင်ပါပေါ့နော်အဲ့တော့ကျွန်တော်ချစ်မိတ်ဆွေများ ီအခွေကိုစက်ကစားလို့ရပါတယ်နော်ဒီအခွေကတကွထွန်းရင်လည်းနားစရာမလိုဘူးစက်ကစားလို့ရပါတယ်ဒါပေမဲ့တခုတော့ရှိရဲမိတ်ဆွေတို့အနေနဲ့ညက်ရရင်ညက်ရတဲ့ချိန်နားပေါ့နော်ဥပမာတကွထွက်လို့ညက်ရပြီဆိုရင်လည်းကိုစိတ်ကျနေမှုချင်းနားလိုက်နော်နှစ်ကွထွက်လို့ညက်ရပြီညက်ရပြီဆိုလို့ရှိရင်လည်းနားလိုက်ပေါ့နော်သုံးကွလည်းထို့တူပဲပေါ့နော်ညက်ရရင်နားလိုက်တကယ်လို့ကိုကညက်ရပြီစက်ကစားခြင်းနေရဲ့ နော်ပြီးခဲ့ဘက်တရားလည်းပြောခဲ့ပါနော်အမြတ်ရမြတ်ရပြီးဆက်ကစားခြင်းနဲ့ဒီကိုဆက်ကစားခြင်းနဲ့ဆိုရင်ကိုအမြတ်ထဲကနေပြန်ပါမတော်အောင်လို့ပေါ့နော်အချင်းပြေပပါလောက်ပဲအစားပေါ့နော်โอเคအဓိကပြောချင်တာကတော့ဒီအခွေလေးကိုကျွန်တော်ချင်းမေစင်များဆက်ကစားလို့ရတယ်ဆိုတော့အကြောင်းပြောပြပေးရပါပေါ့နော်ကျွန်တော်ရဲ့ formula အခွေကတကွထွင်လဲနားစရာမလိုဘူးနော်ဟိုပြီးခဲ့ဘက်ကတော့လွဲတယ်အဲ့ရှေ့အပတ်တရားဆိုရင် ုံးကွက်တုံးကွက်ထွက်တယ်ပေါ့နော်ဆက်ကစားလို့ရပါတယ်အများရတဲ့ချိန်မှာနားပါနော်โอเคပါဒါလေးရတော့ကျွန်တော်10ရက်6လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်စိုက်ကလစ်ဆွဲပြပေးမှာပေါ့နော်နေ့တိုက်တွေကတော့နေ့တိုက်ကတော့ကျွန်တော်လွဲနေပါတယ်နော်တော်တော်လေးလွဲနေပါတယ်ဒါကျွန်တော်ဝန်ခံပါတယ်ဗျနော်နေ့တိုက်ကတော့လွဲနေပါတယ်နော်ကျွန်တော်အောင်ပွဲမခံရလဲကြာပြီပေါ့နော် ဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်ကတော့ကျွန်တော်မြင်ထားတွေ့ထားတဲ့ site လေးကိုဆွဲပြပေးမယ်เนาะမဆင်များအနေနဲ့ချင်း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 ပြီးမှကစားပေါ့เนาะကြိုင်ကြက်တယ်လို့မကြိုက်ရင်မကြိုက်တယ်လို့ကစားပေါ့เนาะလုံးဝမကြိုက်ရင်လည်းကစားစရာမလိုဘူးเนาะเนาะဝန်ခံပြီးပြီเนาะနေတဲ့နေတဲ့ကဏ္ဍနေလွဲနေပါတယ်เนาะအဲ့တော့ကျွန်တော်ချမိတ်စများကျွန်တော်ပြပေးတဲ့ site လေးကို တခြားချစ်ချူလေးလာပြီးမှနော်တခြားလေးလာပြီးမှအကြိုက်တွေ့မှကစားပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ကျွန်တော်တို့ဒီသူ့ရဲ့အသွာလာလေးနေသားလေးတိုင်းမှာဆက်ပြီးတော့ရှာပေးတာပေါ့နော်ထွက်တယ်မထွက်ဘူးထွက်မယ်မထွက်ဘူးဆိုတော့အာမခံလို့မရဘူးပေါ့နော်အကြောင်း site လေးကိုဆက်လိုက်အောင် ပိုင်းအောင်ဝိုင်းလေးပေါ့နော်ဒီဝိုင်းထဲမှာ5နဲ့5နဲ့ရှိမယ်ဒီဘက်မှာ5ဆိုတဲ့ကဏ္ဍရှိမယ်အဲ့တော့ဒီအပိုင်းအောင်ပိုင်းအောင်ထဲမှာရှိတဲ့5 9ကိုပေါင်းလိုက်လို့ရှိရင်19 19ဆိုတော့ကျွန်တော်က5 break ဆိုပြီးတော့ယူလိုက်မယ်နော်5 break ဆိုပြီးတော့ယူလိုက်မယ် ောစောတင်ပေးခြင်းမဲ့ဆောစောကတင်လို့မရမကလေးကကြံခဲ့တားငယ်ဆုံးပေါ့ငါကိုငါ့ကိုပေါင်းလိုက်တာစကူဖြစ်တဲ့အတွက်ကြောင့်ကိုပရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါတယ်အဲ့ဒီကိုပရိတ်နဲ့အဲ့ဒီကိုပရိတ်ပေါ့နော်အဲ့ဒီကိုပရိတ်ကဒီမှာတရှိဆိုပြီးတော့ထွက်ပါတယ်နော်တရှိဆိုပြီးတော့ကိုပရိတ်ထွက်တယ်ဒီတရှိမှာကျွန်တော်လုံးပိုင်းလေးတစ်ချက်ပြပေးမယ် လောမန်းကြတယ်ဒီမှာအပြရောင်လေးပေါ့နော်ဒီအပြရောင်ထဲမှာရှိတဲ့၃ညာ2ကိုနော်အဲ့ဒီ၃ညာ2ကိုပေါင်းလိုက်လို့ရှိရင်7 7ဆိုတော့မတူတာတစ်ထိပ်စီမတစ်ပိုင်းပေါ့ဗျာနော်တစ်ပိုင်းနဲ့ ော်ကိုပရိန်နဲ့တွဲပြီးတော့မှတချစ်ဆိုပြီးညနေပိုင်းမှာထွက်တာပါလေအဲဒါလေးစိုက်ကလေးပြီးရင်ကြီးမသမီးကြီးမကြောင်းသွားကြူအောင်ပါဒါလေးပထမပင်ပါနော်ဒုတိယပင်လေးကိုဆက်ကြည့်အောင်ဒီရပြန်ဒီမှာပန်းရောင်ဝိုင်းလေးရှစ်ဆိုရဲကနန်းရှိမယ်နော်နောက်ထပ်ဒီမှာ 6နှလုံးရှိမယ်အဲ့ဒီ666ကိုပေါင်းလိုက်မယ်666ကိုပေါင်းလိုက်လို့ရှိရင်20ပေါ့ဗျာနော်20ဆိုတော့ကျွန်တော်ကတုံညပြိတ်ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်ပိုင်းအောင်လေးကကျွန်တော်666ကိုပေါင်းလိုက်တာ20ဖြစ်တဲ့အတွက်ကြောင့်တုံညပြိတ်ဆိုပြီးတော့ယူလိုက်ပါတယ်အဲ့ဒီတုံညပြိတ်ကဒီမှာ ညနေပိုင်းမှာ၃ခွန်ဆိုပြီးတော့၃ညပြိထွက်ထားပါတယ်။မပထမပင်လွယ်ပေါ့နော်။ဒီမှာလုံးမိုင်းလေးကကြတော့တို့ဒီမှာအပြတ်ရောင်လေးပေါ့နော်။၃ညနဲ့၈နဲ့ရှိမယ်။နောက်ထပ်ဒီဘက်မှာ၅ဆိုတဲ့ကဏ္ဍရှိမယ်။အ၃ညရဲ့၈ရဲ့၅ရဲ့ပေါင်းလိုက်လို့ရှိရင်၃၃ဆိုတော့၃ပေါ့ဗျာနော်။အဲ့တို့ဒီမှာပထမပင်လွယ်ဒီမှာ၃ထည့်စီ။ သုံးပိုင်းနဲ့တုံညပလိန်နဲ့တွဲပြီးရညနေပိုင်းမှာသုံးခွန်ဆိုပြီးရထွက်ပါတယ်။ဒါတွေကဒုတိယပင်ပေါ့နော်။ဟုတ်ကျွန်တော်တတိယပင်စကြောတတိယပင်ကလည်းကျွန်တော်ပထမပင်နဲ့ဒုတိယပင်ပင်လိုပဲတွားလိုက်မယ်။မသုံးဆိုတဲ့ကဏ္ဍရှိမယ်။နောက်ထပ်ဒီမှာတုံညနဲ့ခွန်နဲ့ရှိမယ်။အဲဒီသုံးတုံညခွန်ကိုပေါင်းလိုက်လို့ရှိရင်30ရပါတယ်။30ဆိုတော့ကျွန်တော်က ပမာပင်ဒုတိယပင်မှာပေးထားတဲ့အတိုင်းပဲဗရိတ်ကို၃ညဗရိတ်ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်အ၃၃ညခွန်ပေါင်းလိုက်တာအစဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်၃ညဗရိတ်ဆိုပြီးတော့ယူလိုက်ပါတယ်နော်ဘာလို့လဲဆိုရင်ပထမပင်နဲ့ဒုတိယပင်မှာလည်းဒီလိုလေးဗရိတ်ကလေးချပေးထားတဲ့အတွက်ကြောင့်တတိယပင်ကိုလည်းယူလိုက်တာဖြစ်ပါတယ်အ၃ညဗရိတ်နော်ညနေပိုင်းမှာ၃ပင်ဆက်ပေးမယ်ဆိုရင်၃ညဗရိတ် ဆွန်ရပရိနဲ့တွဲရမယ်လုံးဝရကြတော့တွဲဒီမှာကြည်အောင်လေးပေါ့နော်6ရ5ရဒီဘက်မှာ5 5တလုံးရှိမယ်6 5 5အဲ့ဒီ6 5 5ကိုပေါင်းလိုက်လို့ရှိရင်16 16ဆိုတော့ကျွန်တော်က6ပိုင်းဆိုပြီးတော့ယူလိုက်မယ်နော်ဒီမှာဘယ်မှာ တစ်ပိုင်းကျွန်တော်ရေးပြအောင်မေ့သွားတယ်ပေါ့တချို့ကြတော့ site ကြည့်တာလည်းရှိရပေါ့နော်ပထမပိုင်းတစ်ပိုင်းဒုတိယပိုင်းက၃ပိုင်းအဲတတိယပိုင်းမှာလည်းကျွန်တော်က၆ပိုင်းဆိုပြီးတော့ယူလိုက်ပါတယ်အဲ့တော့ဒီ16ရဲ့ ့ sorry ဒီ16ရက်ပဲပြောနေရပဲမနေ့ကလည်း16ရက်တည်းပြောနေတယ်တစ်ချောက်များထွက်မလာဘူးနော်ဘာတစ်ချောက်တစ်ချောက်ထည့်ပြီးရန်ထားကြဗျာရတဲ့မနေ့ကလည်းဒီရက်ဆွဲပြောတော့16ရက်ပဲပါစကထွက်နေညနေတစ်ချောက်များထွက်မလာမသိ6ပိုင်းဆိုပြီးတော့ယူလိုက်တယ်နော်အတုံညာပလိတ်6ပိုင်းနဲ့ဒီညနေမှာဆက်ပေးမယ်ဆိုလို့ရှိရင်ပေါင်မယ်ပေါ့ကြာနော် ညာ break 6ပိုင်းနဲ့ main quad ကတော့6လေးပြီးတော့6တဒီနှစ် quad ကိုကျွန်တော်က main အဖြစ်ရွေးပေးလိုက်ပါတယ်6တကလည်း one chain လေးယူဟို5ပိုင်းယူလို့ရတယ်ပေါ့နော်5ပိုင်းယူလို့ရတဲ့အတွက်ကြောင့်ကျွန်တော်ကဒီ code ကို main main ထဲမှာထည့်ပေးရပါတော့။ရန်နေနေကတော့30တိုင်းပဲ။တုံညာပရိရဲ့ power က5ပရိဖြစ်တဲ့အတွက်ကြောင့် 69အားပြင်6ပိုင်းရဲ့ပါဝါတဖြစ်တဲ့အတွက်ကြောင့်တလေးပြန်ကြနော်အာအာအရင်ပေါ့နော်โอเคပါညနေပိုင်းအတွက် cycle ရတော့ဒီလောက်ပဲပေါ့နော်အဲ့တော့မိတ်ဆွေများအနေနဲ့ brake ကြရင်လည်း brake ကိုတုံညာ brake ကိုရန်ထားပါနော်တုံညာ brake ကိုရန်ထားပါလုံးပိုင်းလုံးပိုင်းကကျွန်တော်မိတ်ဆွေမြင်တဲ့အချိန်မှာပထမပင်နဲ့ဒုတိယပင်မှာတော့တစ်ပင်တစ်ထိပ်ပေးထားတယ်၊တုံးပင်ကတုံးထိပ်ဆိုပြီးပေးထားတယ်ပေါ့နော်။ တတိယပြင်မှာ6ပိုင်းဆိုပြီးကျွန်တော်အဲ့လိုယူထားတယ်။ပတိလုံးပိုင်းကိုလည်းကြိုက်ရင်လည်းပတိဖြစ်ကစားလို့ရရပေါ့။ပတိလို့ပတိဖြစ်ကစားလို့ရတယ်။ဒါမိတ်ဆွေတို့ကြိုက်မှာပေါ့နော်။အော်လုံးပိုင်းနဲ့ break မိတ်ဆွေတို့ကြိုက်တာကိုလည်းကစားလို့ရတယ်။နော်ကျွန်တော်ရွေးပေးထားတဲ့ဒီ site ကနေရတဲ့ main quest နဲ့အရန် quest ကိုလည်းကစားလို့ရတယ်ပေါ့နော်။ဒါမိတ်ဆွေတို့ကြိုက်တယ်လို့ကစားပါနော်။ Okay ညနေပိုင်းအတွက် site clear တော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေ။ဘေးအန္တရာယ်တွေကင်းရှင်းကြပါစေ။ တို့ရင်စန္ဒတွေတလုံးတဝါနဲ့ပြည့်စုံပြီးတော့လူတန်းပေးကန်းဆွံ့ကျင်နိုင်တဲ့ပုံကိုယ်သူပုံကိုယ်များတွေဖြစ်ပါစေကျွန်တော်ရဲ့ချမေဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်ကိုအားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်တရားရှိရနေဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်တိုက်သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဒီနေ့ညနေပိုင်းမှာကျွန်တော်ရဲ့ချမေဆွေအားလုံးဒီ site လေးဆက်ပေးပြီးတော့ main ကွက်မိပြီနော် main ကွက်ပေါက်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်